အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့မှတော့ကျွန်တော်မိတ်ဆွေဂျာသာဗရီတာသမီအားလုံးတို့ပေါ့လေ26လ2025ကနေ9ရက်9လ2025အတွင်းမှာကျွန်တော်ရရမဲ့ဒပတ်စာကန်ဒီမာဟောကင်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေဂျာသာဗရီတာသမီတွေပေါ့လေဒီတပတ်ကာလမှာဘလို့ကန်ဒီယားလေးတွေကျွန်တော်ရတက်လဲဆိုလို့ရှိရင်အဲအရင်ဆုံးဝန္ဒနာပါလို့ပေါ့လေထီထိုးကျင်တဲ့ထီကန်ဆန်းကျင်တဲ့သူတွေဆိုလို့ရှိရင်ထီကန်လေးရွေးပေးမယ်နော် ပြီးခဲ့တဲ့ခါယူရာပေါက်ကြတယ်လေပြောတယ်တယောက်မှလည်းတယောက်တော့ဘူးအနေနဲ့တတတယောက်မှလည်းကတော့လည်းမတွေ့ပါဘူးထားပါတော့လေအဲ့တော့ဒီတပတ်ကလာမှာတော့ကျွန်တော်ပြည်သားသမီးတွေဝန္ဒနာပါလို့ထီလေးကန်ဆန်းခြင်းတပတ်ဆိုရင်တိအစအုံညဆုံးဆိုတဲ့ကဏ္ဍလေးတွေနော်ထိုးပေးပါလို့အကြံပေးခြင်းနဲ့ကံကြရရထောက်မှတ်မှုတွေရရှိပိုင်ဆိုင်ပါလိမ့်မယ်ပဲနော်ဟုတ်ပြီအဲ့တော့အလောက်ကစပြီးပြောကြရအောင်နော်အဲကျွန်တော်ပြည်သားသမီးတွေဒီကလာမှာအလောက်နဲ့ပတ်သက်လို့ရှိရင်လေအာရရုတို့ဆောင်ဝဲတွေပါဖြည့်ပြရှိတဲ့သူတွေဖြည့်ပြနော်ရရုတွေပါတူတက်တဲ့ဂိမ်းတွေရှိလို့နော် ဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းလက်ရှိလောက်ကနေထွက်ချင်တဲ့စိတ်တွေပေါ်လဲထွက်ထွက်ပြီးလို့ရှိရင်တော့သူများတို့မလုံနိုင်ပါဘူးလေကိုပိုင်စီးပွားရေးတွေဘာတွေစတင်အကောင့်တွေဖော်ဖို့ဆိုလို့ဆိုလို့ရှိရင်တော့အောင်မြင်မယ်ဆိုတဲ့အနေအထားရှိတယ်ဒီလောက်ကထွက်ပြီးတော့တခြားလူတွေလည်းအဲ့လိုမှပဲဆက်ပြီးလုပ်မယ်ဆိုရင်တော့အဲအဆင်မပြေမှုတွေကြုံရတဲ့အတွက်နည်းနည်းစဉ်းစားဖို့တော့လိုတယ်ပေါ့လေနော်အဲ့တော့ဒီလောက်မှအဆင်ပြေအောင်နဲ့ထွက်မယ်ဆိုလို့ရှိရင်တော့လူများလုံးမပြောင်းနဲ့ကိုကိုပိုင်စီးပွားရေးလို့အဲ့ဒါအကောင်းဆုံးပဲလို့အကြံပေးခြင်းတယ်နော်ပြီးတော့ဒီအဲဒီဘက်ထံမှာပဲကြာတော်ရိတ်သားသမီးတွေ အိုးအိမ်နေရထိုင်နေပတ်သက်တဲ့ကိစ္စတွေတွေပြောဆိုဆောင်ရွက်ရလိမ့်မယ်တချို့ကတော့အိုးသစ်အိမ်သစ်ရတာတချို့ကတော့အိမ်ပြင်တာအိမ်စင်တာတချို့ကတော့ကိုငားရတဲ့အိမ်လေးတွေနော်ကိုငားရတဲ့ဆိုင်လေးတွေကိုရဲ့အလုပ်လေးတွေပေါ့လေအဲချုပ်ဆိုရတဲ့စာချုပ်လေးတွေတက်တန်းပြည့်ပြီးဖြစ်တဲ့အတွက်ထပ်ပြီးစာချုပ်ချုပ်ရမယ့်အနေထားမျိုးတွေနော်ပြောဆိုရမယ့်အနေထားလေးတွေကျုံရလိမ့်မယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့လဲငွေကုန်ချေချလေးတွေများတာမျိုးတွေရာစားဖြစ်တည်လာပါလိမ့်မယ်နော်အဲ့ဒါကြီးကတော့ဂယူးဆိုင်ပြီပေါ့နော်သို့တော့အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေတွေဆောင်ရွက်တာမှန်သမျှအမှန်အဆင်ပြေတယ်ဆိုတဲ့ကိစ္စမှာပါပါတယ် အဲဒီကလာမှာရှေ့ပုံရှေ့ကန်ကြီးမာတဲ့သူတွေဆိုရင်အိုးသစ်အိမ်သစ်ရတဲ့အပြင်စာရင်းပါတွေအသစ်ဖွင့်ရတာမျိုးအစားကြုံရတဲ့ဆက်လူရှေ့ရလုပ်ငန်းတွေလောက်ရတာမျိုးတွေဖြစ်တတ်တယ်နော်အရေးကြီးတဲ့စာရေးစာနာတွေမှာစာချုပ်တွေမှာလက်မထိုးရမယ်ဆိုတဲ့အနေအထားတွေအစားကြုံရတော့အမှန်တန်ကောင်းတယ်ဗျာနော်ဒီခုနကအစိုးရဝန်ထမ်းတွေပါတယ်ဒါမှဆိုရင်ဒီကလာမှာသူကနိုင်ငံတော်ကချီးမြှင့်တဲ့ဘောရုကုံမှုစုတစေတွေရရှိပိုင်ဆိုင်တာမျိုးတွေဖြစ်တတ်တယ်အနုပညာရှင်တွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့လေအဲစုတစေတွေပိုင်ဆိုင်ရတဲ့အနေအထားတွေစီသွားပါတယ်ဆိုတဲ့ကိစ္စမှာပါတဲ့အတွက်အမှန်တန်ကောင်းတယ်လို့ပဲပြောရမယ်နော် ဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလမ်းကြည့်တော့ဘာသာတွေ့ရလဲဆိုတော့ငွေကြေးကံကလေဒီဒီတပတ်တာကာလကအမရံလက်ပွင့်တယ်ဗျာငွေအစုလိုက်ပြုံလိုက်ဝင်လာတယ်နော်ငွေဝင်သလိုလူကလည်းအမရံပင်မလိုက်မယ်အေးဝင်လာတဲ့ငွေကြေးရောလက်ထဲမြင်လားဆိုတော့မမြင်ပြန်ဘူးပြပြန်ထွက်သွားတယ်မရှိတော့ကုန်သွားတယ်ပေါ့နော်အဲ့တော့ဘာကြောင့်ကုန်လဲလို့ဆက်ကြည့်တော့သူကကို့တူတယောက်တစ်ယောက်ကုန်တာထက်စားလို့ရှိရင်ပေါ့လေအိမ်အတွက်လိုရလို့ထားပါတော့ခုနကအိမ်ငါဖို့စားကြုပ်တွေထက်ချွားလို့ငွေကုန်တာဖြစ်ကောင်းဖြစ်တိုင်းသလိုတချို့ကတော့မိသားစုပြပေါ့နော်အိမ်ဆိုတော့ခါဒီအတွက်ငွေကုန်ကြေးကြေးပြန်များလာလို့ဖြစ်တတ်တယ် ငွေလည်းအစုလိုက်ပြုံလိုက်ဝင်မယ်အစုလိုက်ပြုံလိုက်ရဲပြန်ပြီးထွက်ကိုထွက်လိုက်မယ်ဗျာနော်အဲ့တော့မမြဲဘူးပေါ့နော်အဲ့တော့မမြဲမဲ့အတူတူခုနကအိမ်နဲ့ထည့်လိုက်တာတို့အိမ်ဝယ်တာတို့စသဖြင့်ဖြစ်ဆိုရင်တော့သူကအဖတ်တင်တာဖြစ်တဲ့အတွက်ကိစ္စမရှိဘူးပေါ့လေအပြောက်ပြမဖြစ်ဖို့ပဲဂယူးဆိုင်ပေးပါနော်ဝင်ဝင်ရှိလို့ထွက်ဝင်ထွက်တာဘာမှစိတ်မူစရာမလိုပါဘူးနော်အဲ့တော့ငွေအစုလိုက်ပြုံလိုက်ဝင်လာတဲ့ပုံမှန်ထက်ကိုငွေဝင်လိုက်မယ်ရတဲ့ငွေကလည်းပုံမှန်ထက်ကိုပြန်ထွက်လိုက်မယ်ဆိုတဲ့အနေထားတော့ဖြစ်တည်လာပါလိမ့်မယ်နော် အဲဒီကလာမှာတစ်ခုရှိတော့ကဘလောက်ပဲရင်းနေတဲ့သူပဲဖြစ်ဖြစ်ပတ်စံတော့လုံးဝမချိပါနဲ့ချိပြီးရင်တော့ပြန်မရတတ်တဲ့အနေအထားလေးတွေဖြစ်နေလာလိမ့်မယ်နော်နောက်တစ်ခုကလေကျမ်းမာရေးနဲ့ပတ်သက်ပြီးထည့်ဟောခြင်းနဲ့ဂျာတာပရိသတ်သမီးတွေဒီကလာမှာကျမ်းမာရေးမှာဥကောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးထိခိုက်တာမျိုးလေးတွေကြုံရတတ်တယ်ပြီးတော့အာယုံကြောင့်နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့အခါနောက်ကျော်ကြီးတင်းပြီးတော့စုပ်ကန်သားလို့ဖြစ်နေတာညဘက်တွေအိမ်မပြောတာနော်အာယုံတားဆိုင်ခါတဲ့အခါမှာမျက်ရုံးတွေကြိုက်တာမျက်လုံးမှာလာထိခိုက်တာလေးတွေအစားဖြစ်တတ်တယ် တချို့အဲသူတွေမျက်မှန်တက်ရတဲ့သူတွေဆိုလို့ရှိရင်လေမျက်မှန်ပါဝါတွေပါတယ်တိုးွားတဲ့အနေအထားတွေအသက်ရွယ်ကြီးရင်ပြီးပို့ပြီးခိုက်တဲ့သူတွေဆိုရင်မျက်စိတွေပါတယ်ခွဲရဆိတ်ရတတ်တဲ့အနေအထားလေးတွေပေါ့လေအဲအဲ့ဒါတွေအားစားသွားဖြစ်တတ်ပါတယ်ပြီးတော့လူငယ်တွေဆိုရင်မျက်နှာခန္ဓာကိုယ်အရေပြားတွေပေါ်မှာအနာလိုအဖုတွေအများကြီးပေါက်ပြီးတော့အလားတွေပြတ်တတ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့နော်အဲပြီးတော့ကြာသာပရိသတ်သမီးတွေပေါ့လေ အချစ်အိမ်တော်နဲ့ပတ်သက်ပြီးဆက်ကြည့်တဲ့အခါတော့အမှန်တန်ဝမ်းသာဖို့ကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကာလမှာချစ်သူရလာလိမ့်မယ်ရတဲ့ချစ်သူကလည်းကောင်းတယ်နော်ပြီးတော့ရရအဲဒီရပိုင်းမှာပဲကပ်ပြီးတော့အိမ်တော်တွေဘာတွေကြာလာမျိုးတွေလည်းဖြစ်တတ်တယ်ကြာလို့ရပါတယ်ဗျနော်အဲ့တော့အိမ်တော်ကြာတာပဲဖြစ်ဖြစ်ချစ်သူပဲရရကောင်းတယ်ထင်မှာပါတော့ကောင်းတယ်လို့ပဲကျွန်တော်ပြောချင်တယ်တခုတော့ရှိတယ်ချစ်သူရှိနေတဲ့ဒုလိုဒလန်ရှိတဲ့သူတွေခုနကအိမ်တော်ရှိတဲ့သူတွေကြာတော့လေစမ်းပွင့်လုံတဲ့ဟာကိုမထိန်ချုပ်နိုင်တဲ့အခါမှာတရိယာတယောက်တွေဘာတွေပေါ်လာတာမျိုးတွေဖြစ်တတ်တယ်နော်အတ္တိထားပြီးတော့ကြာတာလေးတာတို့တွေဒီကာလမှာကိုကငှက်ထုတ်ထိုင်နေနေတယ်ဟိုမှာ အဲခုနကအဲ့ဒီအခြေအိမ်တော်ကြီးပြဿနာလေးတွေဝန်ထမ်းတာမျိုးလေးတွေဖြစ်တဲ့တည်းသတိထားပါလို့ပဲအကြံပေးခြင်းနဲ့နော်။ဟောအိမ်တော်ကြီးဆိုလို့ရှိရင်တော့အခက်မသိရင်ဒီကာလမှာတယောက်တည်းနေရာတွေခွဲနေရတဲ့အနေထားမျိုးလေးတွေဖြစ်တည်လာပါလိမ့်မယ်နော်။မပေါ့ပါနဲ့နော်။နောက်တစ်ခုပြောခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ကြာသာပရိသတ်သမီးတွေပေါ့လေ။ဒီတစ်ခါကာလမှာဘာပဲလုပ်လို့အင်္ဂါသတ်သမီးတွေနဲ့ပူတွဲပြီးလုပ်နော်။အဲသူတို့စီကအကြံညာအကူအညီလေးတွေယူပါဗျ။အမှန်တန်ကောင်းပါလိမ့်မယ်။ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ် စနေတနင်္လာတွေကိုအကြောင်းပြုပြီးတော့စိတ်တော်ကလေးတွေပြင်းပြထန်ထန်ရောက်တော့တယ်ချစ်သူအိမ်တော်မကအဲ့နေ့တန်သမီးတွေဆိုရင်ပို့ဆိုးတယ်အ sorry စနေတနင်္လာအပြင်ဘုတ်ကူတန်သမီးတွေလည်းပါတယ်သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပင်ပန်းလူပင်ပန်းလေးတွေဖြစ်တတ်ပါတယ်နော်အဲ့ဒါကတော့ကိုယ့်အကိုဂိမ်းဆိုင်ပါလို့အကြံပေးပြရစေတောင်ဝကြည့်တဲ့ဆိုင်ကယ်တို့ဆက်ပစ္စည်းတို့ဝင်လာတာမျိုးတွေဖြစ်တဲ့ဝင်လဲအဝင်တော်တယ်အဲပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကျန်တော်ရေးတန်သမီးတွေစောင်းဝဲကြရတဲ့ဂိမ်းရှိတယ်နော်အဲအလုံမာတာကြောင့်တခြားအကြောင်းအကြောင်းကြောင့် အဲပညာရေးမှာအပြည့်အဝအားမထက်နိုင်ပဲနဲ့ဒပိုင်းတစကြီးဖြစ်နေတာဒုလိုတောင်ကြီးဖြစ်နေတာမျိုးတွေဖြစ်တဲ့အခါဆောင်းဝဲကြတာလေးတွေဖြစ်တဲ့အတွက်ပညာရေးကိုဝရိယ၃စလောက်တင်ပြီးကြိုးစားရမယ်။ကျန်တဲ့ဟာတွေကိုခရခေါင်းနဲ့မထက်ပဲနဲ့လေပညာရေးတစ်ခုတည်းကိုအာယုံဆောင်မစိုက်မှသာလေတော်ကကြမယ်ဆိုတာလေးလည်းထက်ပြီးပြောပြခြင်းနဲ့နော်။အဲ့ဒါလေးကတော့အထူးဂရုစိုက်ပါ။ကျမ်းမာရင်လိုစေုံစေကံပြရင်အင်္ဂါသာသမီဆရာဝန်နဲ့ပြပါဗျာနော်။ဇွန်လ26ရက်30ရက်ဇူလိုင်လ2ရက်အဲ့ရက်တွေမှာတော့ဟိုဟာအလုတ်တစ်တွေရရှိပိုင်ဆိုင်တတ်တယ်နော်။ ဒီရက်နေ့အနေနဲ့အလုပ်တွေဆိုရင်ပြန်ပြီးတော့စတင်အကောင့်ထဲပေါ်နိုင်သွားရှိမယ်။အိုးသစ်အိမ်သစ်ရတာအလုပ်သစ်အကောင့်တွေစတင်လောက်လာတာအနေထားမျိုးတွေဖြစ်လာလိမ့်မယ်။တချို့တွေဆိုရင်စာရင်းသစ်တွေပါလေစဖွင့်ရတာဒီတော့ကတော့ကိုယ်အနေနဲ့ပေါ့ဝင်ကြမှာစာနေပါလေဖွင့်ဝယ်ရကြုံပြီးဆိုရင်ကိုပါစီဝါအတက်တာမျိုးတွေကစာကြုံရတယ်။ပြီးတော့ဘာသာရေးနဲ့ဆိုင်တဲ့ထူးခြားတဲ့ပုံစံတွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းရှိတယ်နော်။ဆိုတော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးပြောဆိုရတဲ့ကိစ္စတွေကနေအောင်မြင်လိမ့်မယ်။တံမိုးကြည့်တဲ့ဆက်ပစ္စည်းတွေဝင်လာလိမ့်မယ်။အဝင်လဲတော်တယ်။စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကအောင်မြင်လိမ့်မယ်။ ဇွန်လ29ရက်28ရက်29ရက်ဇူလိုင်လ1ရက်အဲ့ရက်မှာတော့အရန်ကြိတွေမိတ်ဆွေအချင်းချင်းစိတ်ဝမ်းကွဲတဲ့အနေထားလေးတွေကြုံရတဲ့အဲမောင်မအချင်းချင်းမိဘနဲ့သားသမီးစသည်အဖြစ်ပေါ့လေအဲလင်မယားစသည်အဖြစ်အဲ့ကြားထဲမှာတယောက်နဲ့တယောက်မချေလည်မှုတွေဖြစ်တတ်တယ်ချစ်လို့ပြုံးပြရင်တော့အမုန်းခံရတယ်ဆိုတဲ့ကာလမျိုးတွေမှာသွားပါတယ်ရှင်းပြလို့လည်းလက်မခံဘူးအများနဲ့တယောက်လိုမျိုးသွားဖြစ်တတ်တယ်အထူးသတိထားပါအဲဒီအိမ်အောင်ရေးဆိုလို့ရှိရင်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ပေါ့လေ ဟာရက်ကားလေးတွေဆိုရင်မိမကြောက်နာမည်ကုန်သင်္ကာတွေရှုပ်ရှက်ခတ်တဲ့အနေထားမျိုးတွေကြုံရတတ်တဲ့အထူးသတိထားပါလူရင်းလူယုံတော့ကားလေးတွေပြတတ်ပါတယ်ဂယုဆိုင်ပေးပါနော်အဲ့တော့ကန်ရီးယားရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အပြာရောင်အဖြူအောင်နှုတ်နဲ့အောင်အစိမ်းအောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးပါ။ဒါအပြင်အုံညွန့်ကြောက်စိမ်ပန်းတစ္ဆပန်းပြီးလို့ရှိရင်ကျွန်တော်တို့ဒီစပယ်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ပိုင်တဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါ။ တော့ကျွန်တော်လည်းအညံ့နေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရလေးခြေရမှာပေါ့ဗျာအဲ့တော့ရရရနေလည်းဘာလုပ်ရမလဲဆိုတော့ကိုဝင်ဆောင်အမျိုးသမီးတရားရောက်ကိုအဆေးဝါးဒါနာနဲ့ဓာတ်စာလေးတက်နိုင်တော့လူတန်းဒါနာပြုပေးလိုက်ပါတခြားဘောင်းကောင်းချင်းကံတွေပို့ပြီးကြာရောက်လာပါလိမ့်မယ်အညံ့ခိုက်တွေပြေပြောင်းချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့အဝတ်စားအဟောင်းတွေရောဖနက်အစုပ်တွေရောထီးအစုပ်တွေပါရှာဖွေပြီးတော့ဗောလေအဲလမ်းလေးကွာသောနေရာသို့မဟုတ်စစ်စစ်နေတဲ့ချောင်းတို့မြို့တို့လိုရေရှင်မှာငါ့နာနေခန့်ငါ့မှာရှိတဲ့မကောင်းတဲ့ကံညံ့ခိုက်တွေပေါင်းဝါပြီးဆိုပြီးတော့ မျောချပလိုက်ပါဒါဆိုတော့အညံ့တွေဒီအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ကြာသပရိသတ်သမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်